်ပူတင်ဘလော့ကနေပြန်လဲကြိုဆိုလိုက်ပါရရှင်ဒီနေ့တော့ပူတင်ကဟော့ပော့နဲ့ဘာဘီကျူးကိုမစ္စတာဂျယ်ရီမှာသွားစားမှာပေါ့နော်အဲ့ဒါကြောင့်မို့လို့အပူတင်နဲ့တူတူအားလုံးပဲမစ္စတာဂျယ်ရီကိုဆက်ပြီးတော့ like ခဲ့ပေးကြအောင်နော်တကယ်လို့ဟော့ပော့တို့ဘာဘီကျူးတို့စားမယ်ဆိုလို့ရှိရင်ပူတင်လိုမျိုးသပင်ထုံးသွားတာဖြစ်ဖြစ်သပင်စီးသွားတာဖြစ်ဖြစ်လောက်တော့ပူတင်က recommend ပေးခြင်းပါတယ်မဟုတ်လို့ရှိရင်သပင်ချသွားရင်အနှံ့တွေကပိုဆွဲတာအကြောင်းမို့လို့ပါ မစ္စတာဂျယ်ရီကစိုင်းပွဲတွေအများကြီးရှိတယ်ဆိုပေမဲ့ပူတင်တို့ကတော့ဆရာဆန်လက်ပဟန်းမျိုးနဲ့မှသွားပြီးတော့စာပြစ်ခဲ့ပါတယ်။ဒီဆိုင်လေးကလည်းအရန်နာမည်ကြီးရလည်းမပြောနဲ့သူကတန်ရှင်းတက်ရမှုပိုင်းကိုအရန်အလေးထားတယ်။ဒီမှာဆိုရင်မဲကြီးအိုးရီကစာလုံးဝတောက်ပြောင်းနေရောပဲ။အဲ့ဒါကပူတင်တို့တဝိုင်းနဲ့အိုးတွေမဟုတ်တော့ဝိုင်းတိုင်းမှာရှိတဲ့အိုးတိုင်းကအဲ့လိုပဲအရန်တန်တယ်။ ာကြီးတော်တော်တော့ကျေတယ်အထင်းမှာအယုတ်ောက်ဆက်လည်းရှိတယ်အရှိတ်ကမှလူပြည့်သွားပြီဆိုရင်အနောက်ဘက်မှာအခန်းတွေလည်းရှိရပေါ့နော်အကျယ်ကြီးပဲဒီမှာဆိုရင်လူအများကြီးဆန့်တယ်တိုင်ရီးကပိုပြင်တင်လို့တော့မရဘူးပေါ့နော်ဒီဆိုင်လေးမှာကစိတ်ပိုင်းရင်ပြည်တင်းလို့လို့မွေးနေ့ပွဲပါကျင်းပလို့ရသေးတယ်နော်ဒီဆိုင်လေးမှာကလည်းရွေးချက်စရာတွေတိတ်မရှိဘူးဆိုရင်လည်းရှိတဲ့ရွေးချက်စရာတွေကလည်းလုံးဝတန့်ရှင်းလက်ဆက်နေရပဲဒီမှာဆိုရင် site တွေလည်းအများကြီးပဲပါတယ်လည်းတော့မတည် like ပြန်ကြည့်နေရပဲပိုတင်းလို့ဆိုလို့ရှိရင်အကုန်အစုံတော့မစားနိုင်ဘူးပေါ့နော်သူကလေပုံမှန်အရာတရ ောက်ကို4,905ရတော့ရှိတယ်ဆိုပေမဲ့အသက်80နဲ့80အထက်ဆိုလို့ရှိရင်3,000ပဲယူတယ်။အဲ့ဒါကိုမှလေအသက်80နဲ့အထက်ဆိုရင်သူတို့ကလုံးဝ free ပေါ့နော်။အကားကျွေးပါတယ်။ကလေးလေးတွေဆိုလို့ရှိရင်လေအရက်3ပေ5ခွဲဆိုလို့ရှိရင် free ကျွေးပါတယ်။အရက်3ပေ5ခွဲနဲ့4ပေဆိုလို့ရှိရင်1,900ယူပြီးတော့4ပေရနေ4ပေခွဲဆိုရင်2,900စသည်ယူပါတယ်။မွေးနေ့ကျွေးခြင်းနဲ့ဆိုလို့ရှိရင်လေမွေးနေ့ရှင်အပအဝင်၄ရောက်အထက်ဆိုလို့ရှိရင်10%ဒီစကောင့်ပေးပါသေးတယ်။စ ိုင်လေးကလေပိတ်ရမရှိရဲ့အပြင်ကိုမနက်စတနားရတဲ့ည10:00နာရီထိပါပွင့်တော့တော်တော်လေးအဆင်ပြေရဲ့အချိန်ကတော့သူက9:00နာရီကန့်သက်ထားပါတယ်9:00နာရီအတွင်းမှာအဝါအပြဲစားပေါ့နော်ဘူကင်လက်မခံအောင်ဆိုပေမဲ့လေ15ရောက်နေအထက်ဆိုလို့ရှိရင်တော့ဘူကင်ကိုစပြီးတော့လက်ခံပါတယ်ဒီမှာဒါလေးတွေဆိုလို့ရှိရင်အချိုပွဲလေးတွေပေါ့နော်သူကတက်ရောက်စာကိုတိတိလေးတွေလုပ်ပြီးထားတော့တော်တော်အဆင်ပြေရဲ့အစားနည်းတဲ့လူရောအစားများတဲ့လူတို့ကတော့တော်တော်လေးအဆင်ပြေပါတယ်အခုဆိုရင်ဒီပါမြင်တဲ့အတိုင်းပဲပေါ့နော်ပင်နေစားတွေက လည်းတော်တော်လေးကိုလက်ဆက်ပြီးတော့စိမ့်နေရတယ်။ဒီထည့်ထားတဲ့ဟာလေးတွေကောင်းသွားလို့ရှိရင်လည်းသူကထပ်ဖြည့်ပေးတယ်ပေါ့နော်။ဒီမှာဆိုရင်လည်းအချင်းယူစရာအများကြီးပဲပေါ့နော်။ဒီဘက်မှာကလည်းအပီတိုက်စာတွေအများကြီးရှိတယ်။ဒါပေမဲ့ပူတင်ကတော့မစားနိုင်ပါဆိုလို့တန်အောင်အပီတိုက်စာတွေမစားခဲ့ပါဘူး။အခုဆိုရင်တော့ပူတင်ကစပြီးတော့ယူနေပါပြီ။ဒီမှာလေးပူတင်တခုပြောချင်တာကသူတို့စီကိုရောက်လို့ရှိရင်လည်းအချင်းကိုဘောကိုမဆက်နိုင်ပေါ့နော်။သူတို့ကိုဆက်ခိုင်းသူတို့ဆက်ပေးတဲ့အချင်းကတကယ်အရန်အရန်စားလို့ကောင်းတယ်။ သူတို့ဘာတွေထည့်ပြီးဘလို့ဆက်လဲတော့မသိဘူးเนาะသူတို့ဆက်တာကိုပူတင်လိုက်တော့ကြည်နေရပဲဒါပေမဲ့မဖတ်မိဘူးအဲ့တော့အဲ့ကိုရောက်လို့ရှိရင်လေသူတို့အချင်းဆက်ပြီးပါဆိုအချင်းဆက်ခိုင်းပြီလားသူတို့ဆက်ပြီးတဲ့အချင်းကတကယ်စားလို့ကောင်းတယ်ဘာဘီကျူးနဲ့တွေမဟုတ်ဘူးဟော့ပော့နဲ့ပါသွဲစားလို့တကယ်လိုက်တယ်သူတို့ဆက်ပြီးတဲ့အချိန်မှာတကယ်လို့ကိုကနက်နက်မင်းမစားတာတော့နက်နက်မိတ်မစားတာတော့အဲ့လိုဆိုရင်တော့သူတို့မထည့်ခိုင်းနဲ့ပေါ့နော်ကိုမထည့်ခိုင်းခြင်းနဲ့ဟောင်းတော့ဖယ်ခိုင်းလို့ရပါတယ်ဝန်ထမ်းလေးတွေကလည်းဒီ service ကတကယ်ကောင်းတယ်ပြုံးရွှင်နေရပါပဲ လည်းအရန်ရှိတယ်အကင်းဒီဆိုရှိရင်လည်းကိုကိုယ်ကကင်ဆာမလို့သူတို့ကင်သေးတယ်ပေါ့နော်အဲ့ဒီအပြင်ကိုပစုံခွာပေးပါဆိုလို့ရှိရင်လည်းပစုံလည်းခွာပေးပါတယ်ဒီမှာဆိုလို့ရှိရင်မြင်နေရတဲ့အကင်းလေးပေါ့နော်ဘဝတုံသက်သားကိုမှခါချက်ဥရဲ့နည်းနည်းမိရဲ့အမှုရဲ့ပေါင်းပြီးတော့လိုက်ထားတဲ့ဟာလေးကသူရဲ့လက်တလုံး signature လေးပေါ့နော်အဲ့ဒါလေးအရန်ဆလို့ကောင်းတယ် Mr. Jerry လို့ပြောလိုက်လို့ရှိရင်ပြေးမြင်ရတာ cheese ပေါ့နော်ဒီ cheese ကလုံးဝအသက်ပဲဦးတင်းရလေဒီအကင်းလေးထက်လေဒီ cheese ကိုပိုကြိုက်တယ် ်ဒီလားဟော့ပော့ကအသားနဲ့လေဒီ cheese နဲ့တို့စားရင်တော့တိတ်မလိုက်ဘူးပေါ့နော် barbecue ကအသားလေးတွေနဲ့တို့စားရင်တော့ပိုလိုက်တယ်သူတို့စီမှာ salad ရွက်တွေနဲ့ပေးတယ်ဆိုတော့ပူတင်းလိုမျိုးရောက်လို့ရှိရင်ထုတ်ပြီးတော့စားကြည့်ပါလို့ပြောချင်ပါတယ်ပူတင်းတော်မှာသူတို့စီကအဲဝသားလေးကိုအရန်ကြိုက်လို့လို့ပေါ့နော်အိမ်မှာကိုဟောက်ကိုဝယ်ပြီးတော့လှုပ်ရှားဖြစ်ပါတယ် cheese ကောင်ကလို့လည်းနေစိတ်ပူစရာမလိုတော့ထပ်တောင်းလို့ရှိရင်လေဒီလိုမျိုးအများကြီးပဲစိတ်နာပါပါထည့်ပေးပါတယ်အော်ပူဖေးဆိုလို့လေအများကြီးမရှိနေတော့သူကလေမကုန်လို့ရှိရင်ကိုယ်ကလည်းချိန်ပြီးတော့ပြန် ်းလျော်ပေးရပါတယ်အဲ့ဒါကြောင့်ပို့လို့ကိုကကုန်တိုင်းတစ်လောက်ကိုနည်းနည်းချင်းယူပြီးတော့စားလို့ရပါတယ်ဒါလေးကတော့ပူတင်အကျိုက်ဆုံးဖရဲတိကြောက်ကြော်လေးပေါ့နော်သူကဖရဲတိအစ်စ်နဲ့လှုပ်ထားတာအရင်ကောင်းတယ် အမလေးပူတင်သွားလေးလည်းမသိသောတောက်တာတော်တော်လေးချိန်နေဒါပေမဲ့တောက်လို့တော့ကောင်းတယ်အီပီရေပေါ့တော့တန်အောင်လို့အကုန်လျှောက်ပြီးတော့တောက်ခဲ့ပါတယ်အိမ်သာသွားတဲ့နေရာမှာလည်းဒီလိုမှန်အခြေရှိတယ် Mirror Selfie ရိုက်တဲ့လူတွေတော့ဆိုလည်းအရင်အဆင်ပြေတယ်ကဲပူတင်ရဲ့ဒီနေ့ vlog လေးကတော့ဒီလောက်ပါပဲပူတင်ရဲ့ vlog လေးကတကယ်ချင်းတော့အကျိုးရှိတယ်ဆိုရင် like share subscribe follow လုပ်တော့ဘူးလည်းမလို့ကြာနေအောင်နော် YouTube channel လေးလည်းရှိတာမို့လို့ YouTube channel လေးမှာလည်းစောက်ပြီးတော့ကြည့်ရှုလို့ရပါတယ်နော်ကဲအဲ့တော့အားလုံးပဲတက်တာပူတင်နဲ့တူတူနောက် vlog မှာပြန်တွေ့ကြမယ်နော်ဟွန်း Hee